ရှင်ပေါ်မှာတချင်းဆိုရင်အောက်ဆပေါ်သွားတာကြောင့်ဝေဖန်ခံရတဲ့ Bobby Sosa ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Bobby Sosa ကအသေးကွဲပြီးနောက်မှာအရင်ကနဲ့မတူတော့ပဲအတော်လေးကိုလှသွေးကြွယ်လာခဲ့တာဖြစ်ပါတယ်လွမ်းမိုင်းတဲ့တွင်ဒီတုန်းကအနေထိုင်အေးခဲ့ပေမဲ့ခုနောက်ပိုင်းမှာတယောက်တည်းတောက်ပါမယ့်အကွက်တွေကိုထုတ်သုံးပြလာခဲ့တာဖြစ်ပါတယ် Bobby Sosa ကရှိုးပွဲတွေလည်းတောက်လျှောက်တီဆိုရသလိုအရန်ကိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်ရှိုးပွဲတွေမှာဆိုဖက်ရှင်ကအစအရန်ကိုလန်ထွက်နေရဖြစ်ပါတယ် ဖက်ရှင်လန်းနေရဲ့အပေါ်မှာအားပေးသူရှိသလိုဝေဖန်သူတွေလည်းရှိလာခဲ့တာပါ။ဘော်ဘီဆော်ဆာကပြီးခဲ့တဲ့ရက်ပိုင်းမှာရှိုးဘက်တစ်ခုကိုဖျော်ဖြေခဲ့သေးရပါ။သတင်းကျုပ်အပြီးမှာဖျော်ဖြေခဲ့တာဖြစ်ပြီးသူတို့ထုံးလုံးကြီးကအဆိုရာတွေနဲ့အတူဖျော်ဖြေခဲ့တာဖြစ်ပါ යි ။သူမရဲ့ပွဲဆိုဖက်ရှင်တွေလန်ထွက်နေမှာကိုသိရတဲ့သူတွေကလည်းဘလို့များဝစ်လာမလဲဆိုပြီးစောင့်ကြည့်ကြတာပါ යි ။ဘော်ဘီဆော်ဆာကထင်ထားတဲ့အတိုင်းတကယ်ကိုလန်ထွက်နေတဲ့ဖက်ရှင်နဲ့ထွက်လာခဲ့တာပါ။အဝိဇ္ဇာကိုရှုံနေရမဝစ်ပဲအယိုးရှင်းဆုံးဝစ်ကျင်ထားတာဖြစ်ပါ යි ။ အပေါ်ကနေကြိုးတချောင်းလေးကိုဝစ်စင်တာဖြစ်ပြီးအောက်ကနေစကက်ဖြူရောင်လေးကိုဝစ်စင်ထားတာပါစကက်ဖြူရောင်လေးကိုအတူလေးဝစ်စင်ထားတာဖြစ်ပြီးဖက်ရှင်နဲ့ဖန်ဆားထားခဲ့ရပါဘော်ဘီဆော့ဆာကသူ့ရှိုးပွဲဆိုရင်တချင်းတွေနဲ့အမိရကိုကပြတာဖြစ်ပါဘဘီဆာသာကတင်ကိုလှောက်ခါရန်ကအပီပင်ကိုကပြတာဖြစ်ပါတယ်။သူတချင်းတွေဆိုရင်ဘေးတဆောင်လေးလှုပ်ပြတတ်တယ်လို့နောက်ကိုလှုပ်ပြတာတွေလည်းရှိပါတယ်။စကက်အတိုလေးနဲ့လှုပ်တာပေါ့အောက်ကပူရိသတွေကလည်းအာရပါရကိုအော်နေကြတာဖြစ်ပါတယ်။ဒါအပြင်သူ့အဖွဲတွေနဲ့အတူကားရဲ့အချိန်မှာ ဘော်ဘီဆော့ဆာစကက်တိုလီနဲ့ထိုင်လိုက်ရပါတယ်။စကက်တိုလီနဲ့ထိုင်ပြီးကားရဲ့အချိန်မှာအောက်ဆာကပေါ်နေခဲ့တာဖြစ်ပါတယ်။စကက်တိုအောက်မှာဘာမီတိုအမဲရောင်လေးကိုဝှက်ထားခဲ့ရပါ။ဘာမီအမဲရောင်လေးကိုဝှက်ထားပြီးမဲ့လဲပေါ်နေရမှုပရိသတ်တွေကဝေဖန်နေကြရပါ။စီအောက်ကနေကြည့်ရင်အကောင်လုံးကအထင်းသားပေါ်နေတဲ့ဗီဒီယိုတွေကအများကြီးရှိနေတာဖြစ်ပါတယ်။လူများကတော့ဘော်ဘီဆော့ဆာကိုဝီဖန်တန်တွေညံလို့နေရပါ။တချို့ကလည်းခုနောက်ပိုင်းမှာ အဝိစာဝတ္တအယံကိုခစ်ဆန်လွန်တယ်လို့ပြောဆိုလာခဲ့ကြတာဖြစ်ပါတယ်။မြင်ရတာကြည့်မကောင်းတော့ဘူးလို့ပြောတဲ့သူတွေလည်းရှိလာခဲ့ရပါ။တချို့ကလည်းဒီလိုဝိစာတွေဝတ္တကြောင့်လွမ်းပိုင်ထားခဲ့ရလို့လည်းတချို့ကပြောဆိုနေကြပါ။ လွမ်းမိုက်ထားခင်ရအောင်နေသည်ရယ်ဆိုပြီးဘော်ဘီဆော့ဆာကိုပြောဆိုနေကြဖြစ်ပါတယ်ဘော်ဘီဆော့ဆာကိုဖက်ရှင်နဲ့ပတ်သက်ပြီးခုနောက်ပိုင်းမှာဝေဖန်သူတွေကအယံကိုများလာခဲ့တာပါတချို့ဆိုရင်လည်းအရင်တော့ကကြိုက်ပြီးခုမကြိုက်တော့လို့အမပီးတော့ဘူးဆိုတာတွေပါရှိလာခဲ့တာဖြစ်ပါတယ်သူမအနေနဲ့ကတော့ဖက်ရှင်ကိုအလန်းဆုံးဖြစ်အောင်အမြဲတမ်းပြင်ဆင်ကနေထိုင်နေတာဖြစ်ပါတယ်ရှိုးဝဲတွေဆိုလည်းနိုင်ငံသားကအဆိုတော်တွေလိုပရိသတ်တွေကိုအတန်နဲ့ရော ဖက်ရှင်နဲ့ပါဖန်ဆနိုင်အောင်လုပ်နေတာဖြစ်ပါတယ် ဒါအပြင်ဘော်ဘီဆော့ဆိုင်ဖက်ရှင်တွေကအစူရော်ရီထဲမှာဆိုဘယ်သူနဲ့မှမတူအောင်ဖြစ်နေရပါဒီဇိုင်နာချုပ်ပြီးရဲ့အင်ဂျီမျိုးတွေမဟုတ်ဘဲသူကိုယ်တိုင်ဒရက်ဆက်ကဝိစင်နာများပါဒါကြောင့်မို့လေခုနောက်ပိုင်းမှာဘော်ဘီဆော့ဆာကိုဖက်ရှင်ကွင်းလိုတောင်သတ်မှတ်နေကြဖြစ်ပါတယ်။ဘော်ဘီဆော့ဆာကအချစ်ရင်းနဲ့ပတ်သက်ရင်လေမိထားလိုက်က ဘာမှကိုထုတ်မပြောတာကြပါပြီ။တချို့ဆိုရင်အခြေအနေနဲ့ပတ်သက်တာတွေကို ရှိုးပွဲတွေမှာစကားတွေပြောကလူစိတ်ဝင်စားအောင်ဆွဲဆောင်တာမျိုးရှိပါတယ်။ဒါပေမဲ့သူမကတော့အဲ့လိုစကားတွေနဲ့ပွဲမရှာဘဲလှုပ်ရှားရှိတာကိုသာလုပ်နေရဖြစ်ပါတယ်။ဒါကြောင့်မို့လဲ rap story တဲမှာ Bobby Sosa ကဆရာတဆူလူကို ဖြစ်လို့နေရဖြစ်ပါတယ်။ Bobby Sosa ရဲ့ fashion ကိုသဘောကျနေသက်လားဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။